ရာကိုရေတဲ့ကျွန်တော်ဆိုင်ကြီးကအေးနှုတ်ရလွယ်တယ်တဲ့အင်ဂျင်ပူကြီးနှုတ်ရခက်တယ်တဲ့မော်တာကလဲတယ်ဆိုလားလဲတယ်ပေါ့နော်လဲတယ်တဲ့ကင်းနေချော်နေတယ်ကလပ်ပြားလဲလဲထားတယ်ဘာဖြစ်တာလဲဗျာတဲ့ဖြည့်ပေးပါအောင်ဆရာရေတဲ့โอเค ဒါတော့သူကပြောင်းမြန်ပါတော့အများမေးတာကျွန်တော်ဆိုင်ကမနက်ခင်းနှုတ်ခတ်တယ်အေးရင်နှုတ်ခတ်တယ်ပူရင်လွယ်တယ်ပေါ့သူကျတော့ပြောင်းမြန်အေးရင်နှုတ်ခတ်အေးရင်နှုတ်လွယ်တယ်တဲ့ပူရင်နှုတ်ခတ်တာပေါ့နော်အဲ့တော့ကျွန်တော်သုံးသပ်ပြလိုက်ပါမယ်နော်အဲ့တော့ကျွန်တော်အေးရင်နှုတ်လွယ်ဆိုတော့ကျွန်တော်ဒီမှာရှင်းပြပေးမယ်အင်းကြီးကတော့ဒါပုံမှန်တိုင်းပါမယ်နော်အေးနေခါကလပ်ပြားအခြေတော့နှုတ်လွယ်တယ်ပေါ့ပူတဲ့ခါမှာကလပ်ပြားချော်တော့အင်းကြီးကိုကောင်းကောင်းမချိတ်ရင်ဒါနှုတ်ခတ်ပါလိမ့်မယ်အဲ့တော့သူကမော်တာလေယာတော့ပြောထားတယ်ကျွန်တော်ထင်တယ်သူကတော့ အဲသူဆိုင်ငယ်အခြေအနေရတော့စတက်ရပုံမပေါ်ဘူးဗျမော်တာကထိုက်တဲ့ဆွမ်းဆောင်ရေးမရှိတာဘီတီဘက်ထရီကမယုံနိုင်တာအမျိုးမျိုးပေါ့ဗျအဲစတက်ဘောချော်တာအဲ့ဒီချက်လက်တွေကြောင့်စတက်နဲ့မနိုးဘူးလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ကစ်နေရကျတော့အေးတဲ့ခါမှာကစ်ကကောင်းကောင်းချိတ်တော့နိုးလို့ရတယ်နိုးကလွယ်တယ်ပေါ့ ဲပူလိုက်အခါမှာကစ်တရချော်သွားရင်ဒါအင်ဂျင်ကောင်းစွာမချိနိုင်ရင်ဒါနှိုးလို့မရတော့ဘူးပေါ့အင်ဂျင်ကောင်းကောင်းမလဲတော့ဘူးပေါ့နော်လုံအောင်ချော်နေရရှိမယ်နည်းနည်းချော်နေတယ်ကောင်းကောင်းမညိတာမျိုးဆိုရင်အင်ဂျင်အဲလုံလောက်တဲ့ပတ်ရည်လဲမသွားရင်မနှိုးပါဘူးနော်အဲ့တည်းကျွန်တော်သူကလက်ကလက်ပြားလဲလဲထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်အများစုကကလက်ပြားလဲတိုင်းကစ်ကောင်းမယ်လို့ပြောလို့မရဘူးဗျာ နော်ဆွဲအားလည်းကလပ်ပြလိုက်ရင်ကောင်းမလို့ပြောလို့မရဘူးဆိုသူရဲ့လိုအပ်တဲ့တခြားသောလှုပ်ဆောင်ချက်တွေလိုအပ်ပါသေးတယ်အဲသူကကစ်ချော်တာမိတာကျွန်တော်ကစ်ချော်ပဲရှင်းပြလိုက်ပါမယ်နှမို့ဆိုရင်ကျွန်တော်အရင်ရှည်သွားမှာဆိုလို့ဗီဒီယိုကနော်အဲ့တော့ကစ်ချော်ကဘာကြောင့်ချော်လဲကလပ်ပြလည်းလဲထားတယ်အဲအဲ့ဒါဆိုတော့အဖေကရှင်းရှင်းလေးပေါ့ဗျာကလပ်အုံမှာကျွန်တော်ကကလပ်အုံအထိုင်အကြီးလိုလဲခေါ်တယ်အောက်ကကျွန်တော်ကလပ်အုံကြောက်ပြင်းကြီးပေါ့နော်အဲ့ကောင်လေးစားနေရင်လည်းကလပ်ပြချောပါတယ် ။နောက်အဲ့ကောင်မှမကောင်းနေချော်ရဲဆိုတော့ခဏကလပ်ကိုကြောက်ပြီးအသေးလို့လည်းခေါ်တယ်အာလိန်လို့လည်းခေါ်တယ်ကလပ်ကိုအာလိန်လို့လည်းခေါ်တယ်ခဏကလပ်ပြားကြီးစတဲ့ကမှအတွင်းမှာကီလိုင်းလေးပါတဲ့အဲကလပ်ပြားထိုင်ပေါ့ဗျာအသေးလို့လည်းခေါ်ပါတယ်အများစုတော့ကလပ်ပြားထိုင်သေးလို့လည်းခေါ်ပါတယ်အဲ့ဒီကောင်လေးစားနေလေကလပ်ပြားကကစ်ချော်တတ်ပါတယ်အဲ့တော့မိတ်ဆွေညီကိုအဲတကယ်လို့အဆင်ပြေမယ်ဆိုတော့ပြန်ဖြုတ်ပြီးတော့ခဏထိုင်စားတာကြည့်ပြီးတော့လိုရတဲ့ထိုင်လဲလိုက်ပါအကယ်၍မှာကြာအဲကျွန်တော်လောလောဆယ်ထိုင်လဲမလဲခြင်းသေးဘူးဆိုလဲလို့ရနေလည်းရှိပါတယ် အဲအောက်ဆုံးကကလပြားလေးကိုကျွန်တော်တို့ကခုနကအတွင်းကီလိုင်းလေးမှာချိတ်တဲ့နေရာလေးပါတယ်ပေါ့နော်ဟိုကလပြားထိုင်သေးမှာထည့်ကီလိုင်းလေးပါတယ်အဲ့ဒီအောက်ဆုံးမှာထည့်မဲ့ပြားကိုကီလိုင်းလေးတွေကိုအနည်းငယ်လောက်အောက်ဖက်ကိုကော့လိုက်ပါပလာလေးနဲ့ပဲဖြူဖြူခွာရှင်နဲ့ပဲဖြူအနည်းငယ်လေးပါအများကြီးမလိုဘူးနော်အကွေးများသွားရင်လည်းအဲ ကီကတော့ချိတ်သွားပြီဒါပေမဲ့ဂီယာထိုးတာနဲ့တန်းပြီးတော့ cross ဆိုထွက်သွားမျိုးဖြစ်သွားနိုင်မှာအဲ့တော့နည်းနည်းလေးကော့လိုက်ပါကော့လိုက်ရင်ကျွန်တော်ကလပ်ပြားဦးခုနအထိုင်စားတာကိုကာပါဖြစ်အောင်ကျွန်တော်ကအပေါ်နည်းနည်းလေးမြင့်ပေးသလိုဖြစ်သွားပါလိမ့်မယ်အဲ့ချိန်ကျရင်ကီကကျွန်တော်ကလပ်ပြားလည်းလဲစရာမလိုဘူးအထိုင်လည်းထက်လဲစရာမလိုပါဘဲနဲ့ကီချိတ်တဲ့ပြဿနာကဖြေရှင်းမိတာဖြစ်ပါလိမ့်မယ် အဲ့အားလေးကကျွန်တော်အရင်မှလည်းအဲ့အားလေးကြောင့်ဗီဒီယိုတော့ဒီနာပြပြနည်းနည်းတော့ကြာပြီတစ်ချက်ရှာကြည့်ပါအောင်ရှာမတွေ့ရင်လည်းကျွန်တော်ကိုပြန်ပြီးတော့ comment မှတ်ခဲ့ပါကျွန်တော်ခုနကကလပ်အောင်ဖွင့်တဲ့ဂျုံရင်ပြပေးလိုက်ပါမယ်နော်အဲ့ဒါဆိုတော့ခုနကကလပ်ပြားထိုင်မလဲပဲနဲ့ kitchen တဲ့နီးကိုကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးလုတ်ပေးပါမယ်အဲချို့တော့ကျွန်တော်ကလပ်ပြားလဲထားမကြသေးတော့ကလပ်ပြားလည်းထပ်မလဲချင်ဘူး online လည်းမလဲချင်သေးဘူးထိုင်လည်းမလဲချင်သေးဘူးဆိုလေအဲ့ဒီနီးလူတုံးလို့ရပါတယ်အဆင်ပြေပါပါနော်အဲ့တော့လိုအပ်ရင်ပြန်ပြောပါကျွန်တော်ဗီဒီယိုပန်တီးပေးပါနော်အဆင်ပြေပါစေညီ